ေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲ ਨੇ ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ညသဘောပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပောက်ကြရတယ်ရှောက်မမ်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှင်ဘယ်သူမှခဲ့မှာမဟုတ်နော် ။ဦးတိုက်ဆုံးပြောတာမင်းတို့ကြားတယ်မလား။အာနာယူနပြီးတော့တတိုင်းမီလုံးတက်နေတဲ့လူတက်တမားကထောက်တဲ့ဥပဒေကိုမင်းတို့ဖက်ဖက်စားတွေလိုက်နာရင် လိုက်နာကီတူကတော့ရအောင် တွန်းလှန်မဲ့ပွဲတွေ့အောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါအကူညီပေးတာတို့အကောင်လုံးအစီတို့အမေရိကတို့အကောင်လုံးရောက်ကုန်ကြပြီမင်းတို့နှကောင်ချက်မှတိုင်ပတ်နေတယ်ဒါကတော့တို့တို့တမိုင်းတို့ရေးတာပဲလေ ဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့ဟာသမိုင်းနဲ့လက်ရှိဒါသမိုင်းနဲ့ကောင်းတယ်ကျွန်တော်တို့ໃຊ້တယ်တို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျိုးတို့လို့တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှာ စစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းငါတို့မသိငါတို့ကတော့ငါတို့လုပ်အောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲယူငါတို့ဘက်ကမရရဖြတ်အဲ့ဒါဒေါ်လာရင်းလေဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှာမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဒါတို့တို့ဒီပြည်သူမဟုတ်တော့ ပြည်သူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကန်ထားတဲ့ရာဇဝတ်ကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်။ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလုပ်ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး။ဒါဖြစ်ဖြစ်ကြတာပဲ။ဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ UG တွေတော်လိုင်းအင်အားစုတွေအနေနဲ့အဲ့ဒီကားထဲမှာပါတဲ့လူအလုံးဟာတော်လိုင်းအင်အားစုတွေအနေနဲ့စည်ရင်ပြတ်မှတ်ဖြစ်အရေးယူခွင့်ရှိပါဘူး။နော်။ဒါဟာပြည်သူအများစုရဲ့စံနှုန်းနဲ့တက်ကြည့်လိုက် အားလုံးပဲမင်္ဂလာပါတီကနေ့မှာတော့စစ်ကောင်စီကပြုလုပ်မိအတူအယောင်ရွေးကောက်ပွဲအတွက်ရည်ရွယ်ရိုက်ကူးသည့်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများအမည်ရှိဝါရဖြန့်ရုပ်ရှင်မှာပါဝင်တရုတ်ဆောင်တဲ့သူတွေကိုစီရီပြတ်မှတ်အဖြစ်ချေမုံပစ်ဖို့ကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာတော့တတိုင်းမီလုံးတတ်နေတဲ့လူတက်ဓမ္မကထောက်တဲ့ဥပဒေကိုမင်းတို့ဖက်ဖက်စားတွေလိုက်နိုင်လိုက်နာပြည်သူကတော့ရအောင်တွန်းလှန်တဲ့ပွဲအဲ့တခုရှိတယ် နော်မင်းတို့နိုင်မယ်ဆိုရင်တော့တိုက်ကြလို့လုပ်ပေါ့ချင်းချင်းနဲ့ပဲအဲဒါမဲ့ဒီတော်လန်ရင်းမှာအခုဆိုရင်ကျွန်တော်တို့တခါတည်းရန်ငါပြတ်သွားပါမယ်နော်ကောင်းလားသမျိုးကောင်းတယ်ဆိုတော့ရန်ငါပြတ်သွားနှုတ်ဆိုရင်ဟိုညာနေအောင်မယ်အာပါပြည်သူဆိုတဲ့ဟာမျိုးအွန်တရာအောင်မယ်ဘာလို့ဆိုဇော်မဲလောက်မှလည်းတခါတည်းပြောထားတယ်လေဇော်မဲလောက်ကိုလည်းပြောထားတဲ့စကားရှိတယ်ဒီစကားကိုလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အချမ်းမဲ့သမားတွေနဲ့အတူတူရှင်တွဲနေထိုင်တဲ့ပတ်သက်နေတဲ့ဒူဒီအားလုံးကိုတဲ့တုတ်တင်ရှင်းလင်းရတယ်ပေါ့ဒါအချမ်းမဲ့ဥတွေရတယ်တုတ်တင်ရှင်းလင်းမှုရှိတယ်ဆိုပြီးတော့ တက်မတော်တတိလိတ်ပြန်ကြားရေးဆိုရင်ဇော်မဲလုံးကိုယ်တိုင်ပြောထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီစကားတွေကိုအဲ UG ဖွဲ့တွေပြီးလို့ရှိရင်တိုင်းတက်ဖွဲ့တွေအနေနဲ့ online တိုင်းတက်ဖွဲ့တွေအနေနဲ့ကောင်းကောင်းထိမ့်သိမ်းနိုင်ဖို့လိုအပ်ပြီဘာဖြစ်လို့ဆိုတော့လက်ရှိ CRPA ဆိုတာ2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာပြည်ရဲ့တရားဝင်လွှတ်တော်ဘာဖြစ်လို့တရားဝင်အခုပဲခတ်ပြီးတော့နိုင်ငံတကာပါလီမန်ကထပ်ရွေးလိုက်တယ်နော်လွှတ်တော်တွေနိုင်ငံတိုင်းရဲ့လွှတ်တော်တွေအားလုံးဖွဲ့စည်းထားတဲ့နိုင်ငံတကာပါလီမန်က CRPHD မြန်မာနိုင်ငံရဲ့ပြည်သူကိုယ်စားလှယ်ပေးဝင်အဖြစ်ထပ်ပြီးတော့အခွင့်အာဏာအနှင်းထားတာဖြစ်တဲ့အတွက် CRPHD ကလက်ရှိအာဏာသိမ်းမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ကိုအကြမ်းဖက်အဖြစ်ကြီးညာထားပါတယ်။အဲ့တော့အရှင်းမဇော်မဲလုံးပြောတဲ့ဇာတ်ကားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ဘာဖြစ်လဲအကြမ်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေထိုင်တဲ့သူတွေအားလုံးကိုတုတ်တင်ရှင်းလင်းဖို့ရှိပါပြီ။နော်အဲ့တော့ဒီလက်ရှိမင်းအောင်နိုင်တော့ရဲ့ဒီဝါဒဖြန့်လိင်ညာရုပ်ရှင်ကားမှာပါတဲ့သူအားလုံးဒီ ံပါတ်1အကျန်းဖက်ဓမ္မနိုင်ငံတော်ပုံကန်ထားတဲ့မင်းအောင်လှိုင်ဒီအကျန်းဖက်ဓမ္မနဲ့ပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်တဲ့အတွက်စီရင်ပြစ်မှတ်ရကောင်းကောင်းအရေးယူရပါမယ်။နောက်ဒါပြည်သူမဟုတ်တော့ပေါ့။ပြေးကြပါလေ။နောက်အခုအဲ့ဒီကားထဲမှာပါတဲ့သူအားလုံးဟာတော်လှန်ရေးအင်အားစုတွေအနေနဲ့စီရင်ပြစ်မှတ်ဖြစ်အရေးယူဖို့ရှိပါမယ်။နော်။ဒါဟာပြည်သူအများစုရဲ့စံနှုန်းနဲ့ကက်ကြည့်လိမ့်မယ်။ဘာဖြစ်လို့လဲကျွန်တော်ဘယ်ပါတီကဝင်နေတာလဲပြည်သူအစ်စ်။နော်ဘယ်ပါတီ UNL နဲ့ဝင်တာလဲဘယ်မှဝင်တာလဲပြည်သူအစ်စ်။ ကျွန်တော်တို့ပြည်သူအစ်စ်တွေအများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဘယ်ဘက်သွားမလဲအခုကျွန်တော်ပြည်သူအစ်စ်เนาะဒါပေမဲ့ကျွန်တော်တို့လူမျိုးကိုစစ်ကောင်စီကမိကြည့်ပြည်သူဆိုပြီးတက်ညာပေးမလားဘယ်လိုလုပ်မှာလဲအဲ့ဒါအဖြေပဲဟုတ်တယ်เนาะကျွန်တော်တို့ပြည်သူအစ်စ် RNP ပါတီဝင်နေမဟုတ်ဘူးဒါပေမဲ့လို့လက်ရှိအာဏာသိမ်းတော့ကျွန်တော်တို့လက်မခံဘူးအဲ့ဒီအတွက်ကျွန်တော်တို့လက်မခံတဲ့အရာကိုလက်မခံတဲ့အတိုင်းချစ်ဖို့အတွက်ကျွန်တော်စ조사တယ်ဒါပဲဒါပေမဲ့ပြည်သူဒီလိုလူမျိုးပြည်သူအစ်စ်ပါလို့စစ်ကောင်စီကမိကြည့်မလုပ်ပါနဲ့ရှင်းတယ်ဟုတ်တယ်နော်အဲ့တော့ တော်လိုင်းတိုင်းတပ်ဖွဲ့တွေအနေနဲ့ကလည်းလက်ရှိဒီစစ်ကောင်စီကမတရားပြုလုပ်မဲ့ရွေးကောက်ပွဲမှာမတရားအာဏာသိမ်းတဲ့ဥပဒေကြောင့်အရကြည့်မယ်ဆိုရင်လည်းမင်းအောင်လိုက်အာဏာသိမ်းတာဒီတရားဝင်ပါဦးမနက်9နာရီမှာတမနာတရားဝင်တောင်းဝင်ထမ်းဆောင်နေတဲ့တမနာအပအဝင်အစိုးရဖွဲ့ကိုလက်ခံတာပါမနက်9နာရီမှာကာလုံကော်လာဖြစ်တဲ့အတွက်လုံးဝဥပဒေပေါင်းမဝင်ပါဘူးအဲ့တော့မင်းအောင်လိုက်ကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်ကပြုလုပ်တဲ့အခုအတူရောင်ရွေးကောက်ပွဲကိုဒါဒီရွေးကောက်ပွဲဟာ နော်အမမဲဆွဲနေတာရှိတယ်နော်မဲဆွဲတာရှိတယ်မင်းတို့ကစစ်တပ်အုပ်ချုပ်တာတည်းလက်မခံဘူးတဲ့ရွေးကောက်ပွဲဆိုတော့မင်းတို့ပြည်သူ့ရွေးကောက်ပွဲ2020မှာပြီးခဲ့ပြီအခုလာမယ့်ရွေးကောက်ပွဲဟာဒါရွေးကောက်ပွဲမဟုတ်ဘာဖြစ်လို့လဲနောက်ဆုံးစစ်တပ်ကိုကိုစားပြုပါတယ်ဆိုတော့ကျန်းဖို့ပါတီဝင်တွေတောင်မှပါဝင်ရှင်ပြိုင်ခွင့်ရတာမဟုတ်စစ်တပ်ကနေစစ်ဖို့ချုပ်ပြီးအကောင်လုံးဘောင်းပြီးချုပ်ပြီးတော့ဟမ်ပါတီတွေဝင်ပြီးစားပြိုင်တာလေဒါဟာရွေးကောက်ပွဲမဟုတ်တာကြီးဟုတ်ဟမ်ဘောင်းပြီးစစ်ဘောင်းပြီးဝင်ထားတဲ့ကောင်တွေက သူတို့အာဏာကိုထပ်ပါမယ်ကိုနေရာမှာလွှတ်ချလိုက်ဖြစ်စဉ်အချင်းချုပ်စစ်ကောင်မရှင်ဤရွေးကောက်ပွဲဝါရဖြန့်ရုပ်ရှင်တွင်ပါဝင်သည့်တရုတ်ဆောင်များပြည်သူဝေဖန်မှုနှင့်ရင်ဆိုင်နေရအဓိကချက်များစစ်ကောင်စီကပြုလုပ်မိအတူအယောင်ရွေးကောက်ပွဲအတွက်ရည်ရွယ်ရိုက်ကူးသည့်ခေတ်သမိုင်းကိုဒုံးဆိုင်မိသူများအမည်ရှိဝါရဖြန့်ရုပ်ရှင်ထွက်ရှိလာခဲ့သည် အဆိုပါရုပ်ရှင်တွင်နေတိုးမြင့်မြတ်အောင်ခိုင်စသည့်အကယ်ဒမီယနာမည်ကြီးတရုတ်ဆောင်များအပါအဝင်အေးချမ်းမောင်နေဝင်းချူလေးမင်းမြင့်မှုနှစ်ပြောကျော်နှင့်အခြားအမှုပညာရှင်များစွာပါဝင်ထားသည့်ရုပ်ရှင်၌ပါဝင်သည့်အကြောင်းအရာများသည့်လှုပ်ရှားမှုများလူငယ်များပြပထောက်ခေါ်မှုများနှင့်လွတ်လပ်မီဒီယာများအကြောင်းအရာများကိုပုတ်ခတ်စော်ကားသည့်သဘောမျိုးထည့်သွင်းရိုက်ကူးထားသည် ကီတူလူတူဤဝေဖန်မှုများမြင့်တက်နေပြီးနိုင်ငံရေးတကြွလှုပ်ရှားသူများနှင့်တော်လှန်ရေးအမှုပညာရှင်များကစစ်ကောင်စီ၏ရက်စက်မှုများ၄ချောင်းတိုက်ခိုက်မှုကြောင်းဆေးရုံပုံကျဲမှုမိရှုမှုကိုလစ်လျူရှုကာဝါရဖြန့်ရုပ်ရှင်တွင်ပါဝင်ခြင်းသည်လက်ခံနိုင်စရာမရှိဟုပြစ်တင်ပြောဆိုနေကြသည် ပါဝင်သူများကိုစစ်အာဏာမသိမ်းမီကဆန္ဒပြခဲ့ဘူးတော့လေယခုအခါစစ်တပ်ဖက်ကိုပြန်လည်ထောက်ခံသူများအဖြစ်မြင်ကြပြီးဖက်ခွက်စားဖြစ်တုံးတက်ကြသည့်တော်လန်ရေးတက်ကြွသူများကအဆိုပါရုပ်ရှင်အားပြည်သူများမကြည့်ရှုရန်တိုက်တွန်းထားပြီးပါဝင်သည့်တရုတ်ဆောင်များအလုံးကိုမှတ်သားထားကလူမှုရေးပြစ်ဒဏ် social punishment များထိထိရောက်ရောက်ပေးတင်ကြောင်းလူမှုကွန်ရက်၌ရေးသားတောင်းဆိုမှုများကျေပြန့်နေသည့်အဲ့ဒီဘီအိုင်လာဆိုင်ဆောက်တယ်ဘောင်းကြီးကိုပစိုးကိုပြီးတော့အဲသူတို့ပဲအဲ့ရံမှာပြန်ယူတာဒါကရွေးကောက်ဘောင်းမဟုတ်ဘူးရှင်းရှင်းလေးနော်အာနာကိုတစ်ဖက်နဲ့လူယူတာပဲ အာနာသိမ့်တယ်အာနာသိမ့်တော့တရားခံဖြစ်သွားတယ်ရာဇဝဲကောင်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီရာဇဝဲကောင်ကိုကနေလွတ်ဖို့အတွက်ဘာလုပ်လဲအာနာသိမ့်တဲ့ဘောင်းကြီးကိုထွက်လိုက်တယ်ဟမ်ယူနီဖောင်းကိုထွက်လိုက်တယ်တိုက်ပုံနဲ့ပစိုးဝင်ပြီးတော့ဒီဟာပဲဒီကောင်ကြီးလာပြန်ဆောက်လာကြီးကြီးလေးဒါဥရေကိုအလွဲတုံးစားလုပ်ပြီးတော့နိုင်ငံအာနာကိုမတရားနည်းလမ်းနဲ့ရိုက်ဖို့ကြိုးစားတဲ့နိုင်ငံတော်ပုံကမှုကိုကျူးလွန်ထားတာပါနော်အဲ့တော့ဒီအဖွဲ့ကိုနိုင်ငံတကာပါလီမန်ကတရားဝင်အတိအမှတ်ပြုထားတဲ့ပါလီမန်ဘာဖြစ်တယ်အကြမ်းဖက်ပြင်ညာထားတဲ့ CRPHD တရားဝင်ဖွဲ့စည်းတော့ တရားဝင်စီအပိဟိတီအကျမ်းသက်အဖြစ်မင်းအောင်နိုင်လို့အဖွဲ့ကိုကျင်ညာထားတာဖြစ်တဲ့အတွက်အခုမင်းအောင်နိုင်ရဲ့အတူရောင်ရွက်ကပွဲမှာပါဝင်လှုပ်ဆောင်တဲ့သူတွေအားလုံးဒီပြည်သူကိုဒါတိုက်ရိုက်ပုံကန်စော်ကားတာပဲရှင်းရှင်းလေးပဲအဲ့ဒီသူတွေအားလုံးကိုဘယ်နေရာမှာတွေ့တွေ့စီရင်ပြစ်မှတ်ဖြစ်အရေးယူမရှိဘူးဒါသူတို့ဒီပြည်သူမဟုတ်တော့ပြည်သူမဟုတ်ဘူးနိုင်ငံတော်တစ္ဆာပေါက်ဖြစ်ပုံကန်ထားတဲ့ရန်စော်ကောင်တွေပူပေါင်းသွားတဲ့အကျမ်းသက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကျမ်းသက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကျမ်းသက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး ါပြည့်ပြည့်စုံပါပဲဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ UG တွေတော်နိုင်အင်အားစုတွေအနေနဲ့လက်ရှိနော်ဒီမှာပါတဲ့ကောင်တွေပေါ့ဟုတ်ကဲ့ချင်းချက်လာတွေ့နော်အောင်ခံအောင်ခံပြောတယ်ပို့လာကြတယ်ဘုံကြီးကျွန်တော်ဒေါ်လာထွက်ကြလို့ နော်တော်လေတို့တမိုင်းတော်လေတို့တမိုင်းရေးရမှာပေါ့တကယ်တမ်းကျတော့ရေးပါရေးပါမင်းတို့တမိုင်းရေးပါဒေါက်တာတမိုင်းနဲ့လက်ရှိဒါတမိုင်းနဲ့ကောင်းတယ်ကျွန်တော်တို့ໃຊတယ်တို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာဘာဖြစ်လို့နှုတ်မဆိုရင်ကျွန်တော်တို့ဘောအနာမတိတ်ခဲ့မယ်ဆိုရင်လက်ရှိလွတ်တော်ထဲမှာ25ရာခိုင်နှုန်းကကန့်လန့်ပါနေတယ် ကျန်ဖို့ပါတီကလည်းကန့်လန့်ပါနေတယ်အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လက်ရှိပြည်သူကိုဒုက္ခပေးနေတဲ့ပြည်သူတွေဘာမှအကာအကွယ်မရတဲ့ဥပဒေတွေကိုဘာမှပြင်ဆင်မှုရှိမှာမဟုတ်ဘူးအဲ့တော့ရှင်းရှင်းပြောရင်ဒီမိုကရေစီအယောင်ပြပြီးတော့စစ်တပ်ကရှင်းနေမှာအုပ်ချုပ်ရေးထဲမှာစစ်တပ်သားတွေအဓိကဖြစ်နေတာဟုတ်တယ်လေကော်မန်ဒင်းဂန်တက်ကအဲ့ဒီအုပ်ချုပ်တာမဟုတ်ဘူးကာကွယ်ရေးကြီးအုပ်ချုပ်တာ sorry တော့အဲ့ဒီအတွက်အာဏာသိမ်းလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ရန်ကန်ပြတ်သွားတယ် ဒီဟာတွေနဲ့ကောင်းလို့ရှင်းကြည့်လေးပဲအခုတခါထပ်ပြီးတော့ဟာဒုံရင်ဒုံရင်လောက်ကြတယ်အဖမ်းနဲ့ပြစ်တယ်ခတ်တယ်ကြတော့ဟောအဲ့ဒီလူမှနေတဲ့လူတွေကြတော့ရှောင်းလဲလို့မရကြဘူးခဲ့သူတို့တွေငြိမ်ွားတယ်အမှုပညာတယ်တွေဆိုရင်ငြိမ်ွားတယ်နော်အဲ့အဲ့လိုနားနဲ့ခုတွေပေးထားကြတယ်ဘသူကတကယ်အစ်စ်မှန်လဲဘသူကတော့တစ္ဆာဖောက်တယ်လဲဆိုတော့ကိုရှင်းလင်းလင်းပြောတော့ပြောလို့မရဘူးဒါပေမဲ့အခုတော့ဟာမျိုးထွက်ပေါ်လာတဲ့အတွက်ဘာဖြစ်တော့ရှင်းွားတယ်ဒီမှာကိုချင်းချင်းလေးလေးမိကျွန်တော်တို့ကပေါ်တယ်မဲ့စော်ပလိုက်လို့ရတယ်ချင်းချင်းလေးလေးပြောလိုက်တာအကြမ်းတ်အဘိဓိ ဟုတ်လားပြည်သူကိုအကြမ်းဖက်နေတဲ့စစ်တပ်ပြည်သူကိုဘုံကျဲနေတာပြည်သူကိုမီးရှို့နေတာပြည်သူကိုစစ်တောင်းထိုးနေတာနေ့စဉ်ရက်ဆက်ပြည်သူကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်လက်နက်ကိုင်စစ်တပ်နဲ့ပါဝင်ပူးပေါင်းပြီးတော့ပြည်သူအာဏာကိုမတော်လောဘနဲ့ရိုက်ကိုလွတ်တာဒီအကြမ်းဖက်အားပေးနေတယ်ပိုကောင်းတယ်တော့ဒါကြောင့်မလို့ဒီရုပ်ရှင်ကရိုက်တဲ့ကောင်တွေကိုလေကျေးဇူးတင်လိုက်ခင်ဗျားတို့ကျွန်တော်ပြည်သူတွေအနေနဲ့အကောင်းကြတာဘာဖြစ်လို့လဲသူတို့ကတတိတတိရှိရှိသူတို့ဖတ်သူတို့သူတို့ဘာဆိုတော့ဖတ်ပြရတာနော်အဲ့ဒီအတွက် ကိုယ့်ဘက်ကလုတ်တဲ့နေရာမှာပြတ်သားဖို့ပဲလိုတယ်။အဲ့တော့ကိုယ့်ဘက်ကလုတ်တဲ့တူတွေပဲပြတ်ပြတ်သားသားရှိဖို့လိုတယ်။ဥပဒေဥပဒေကြောင့်တိုင်းတယ်။ဟုတ်တယ်နော်။တိုင်းပြည်ကိုအကြမ်းဖက်ပုံကန်းနေတဲ့လက်နက်ကိုင်နေတဲ့ပူးပေါင်းသွားတဲ့အကြမ်းဖက်အားပေးတွေကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဆိုတာရှိပါတယ်။အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအတိုင်းဥပဒေကိုဥပဒေတိုင်းတိတိကျကျကိုယ့်ဘက်ကလုတ်ဖို့အချိန်တန်ပါပြီ။ဒါပါပဲနော်။